ဒုတိယသတင်းတပုတ်အနေနဲ့ကတော့ရန်ကုန်မြို့မှာရခိုင်ယူရနတာသွေးပွေနဲ့ဖျားကြီးတက်ပေပွေတွေကိုစင်လာမပြတ်ကျင်းပသွားမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ကြာရောက်မေးရခိုင်ယူရတကြံနတာသွေးပွေဖျားကြီးတက်ပေပွေနဲ့နေကူးဆွန်ကျွေးပွေကိုရန်ကုန်မြို့မှာကျင်းပပြုလုပ်သွားမယ်လို့သတင်းရရှိပါရယ်။ဒီပွေကိုရခိုင်စာပေနဲ့ယင်ကျင်းမွန်အဖွဲ့ရန်ကုန်ကနေကြီးမှုပြီးဧပြီလ13ရက်နေ့မှာရွှေဒဂုံစီတီတော်အရှိဖက် အလေးပစ္စည်းရဲမှာတရှိတဲ့ရခိုင်ပြည်နယ်ဓမာယုံမှာကျင်းပပြုလုပ်သွားမယ်လို့သိရပါဗျ။ရခိုင်ရိုးရာတကြံရေလောင်းပွေးတော်ကိုမန်တက်တွေဆောက်လုပ်ပြီးအရင်ကရန်ကုန်မြို့တူဝနာကွင်းမှာအထူးစီကတိုက်မြိုက်စောကျင်းပခဲ့ပေမဲ့လေကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့နှစ်ကနေစပြီးအခုနှစ်အထိမကျင်းပနိုင်တော့ဘူးလို့သိရပါဗျ။ရခိုင်ရိုးရာတကြံမှာနှစ်သာသွေးပွေးဖျားရည်တက်ပေပွေးရေကစားမန်တက်တွေဆောက်လုပ်ပြီး လူငယ်တွေအကြားအမျိုးသမီးနဲ့အမျိုးသားတွေအကြားတစ်ဖက်နဲ့တစ်ဖက်ရည်ကစားရတဲ့ပွေးတော်တွေဟာတမူထူချတဲ့အတွက်အများပြည်သူတွေစိတ်ဝင်စားမှုကိုခံရတဲ့တကြံပွေးတော်တည်ရလေးဖြစ်ပါရဲ့ရှင်။